အော်အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ကျွန်တော်ရဲ TikTok ရဲ့ chat box မှာ ကျွန်တော် TRC 20 address ဆိုတာပါလဲပေါ့နော်ဘယ်ကနေရအောင်လဲအဲကောင်လေးကဘာလို့ဆိုတော့ဆိုတော့ transition လုပ်တဲ့အခါမှာတုံးတဲ့ network address ပါကိုကကိုယ့်ရဲ့ exchange တော်၎င်းသူများရဲ့ exchange တော်၎င်းကိုယ့်ရဲ့ exchange ကနေသူများရဲ့ exchange တော်၎င်းပို့ရင်ပဲဖြစ်ဖြစ်လက်ခံရင်ပဲဖြစ်ဖြစ်အဲတစ်ဖက်လူက TRC 20 address ကိုပေးပါလို့တောင်းတယ်ဆိုလို့ရှိရင်ကျွန်တော်ကဥပမာဆိုပါဆိုကျွန်တော်ရှိရလက်ခံမယ်ဆိုပါဆိုဟုတ်ပြီနော်လက်ခံမယ်ဆိုလို့ရှိရင် TRC 20 address ကိုပေးပါလို့ပြောလို့ရှိရင်ကျွန်တော်ကဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ဒီနေ့ လုပ်ပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်လို့ကျွန်တော်ဒီမှာမေးထားတာလေးနဲ့တခါတည်းဗီဒီယိုလေးလုပ်ပြပေးလိုက်တာဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော် Binance Gate ကိုတစ်ချက်ဝင်လိုက်ပါတော့နော်โอเค Binance ဆက်ကိုတစ်ချက်ဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ SX ဆိုတာရှိရပါတော့เนาะ Access ဆိုတာရှိတယ် SX ဆက် Exchange နဲ့မှာပေါ့เนาะ Exchange နဲ့မှာဒီမှာ SX ဆိုတာရှိရပါတော့เนาะအဲ့တော့ကျွန်တော်တို့ကလွှဲရှင်နေတာပါလေ USDT လွှဲရှင်တာဒါ အဲတော့တခြားဟာလွှဲချင်တာလားဗောတခြားခရစ်တိုပဲလွှဲချင်တာလားဘယ်ခရစ်တိုပဲလွှဲလွှဲပါဟုတ်ပြီနော်ကျွန်တော် deposit ရှိမယ်ဒီမှာ withdraw ရှိမယ်ဟုတ်ပြီနော် deposit ဆိုတာကကျွန်တော်တို့ကဘာလဲဆိုတော့ deposit ဆိုတာကကျွန်တော်တို့ကလက်ခံတာဗောနော်တစ်ဖက်တူကကျွန်တော်တို့လွှဲမယ်ဆိုရင်ကျွန်တော်တို့ကဒီထဲကနေပြီးတော့အဲ့အဲ့ဒီ address ကိုကျွန်တော်ထုတ်ပေးရတယ်ကျွန်တော်တို့ကပို့မယ်ဆိုလို့ရှိရင်လည်းအဲဒီကနေပြီးတော့ကျွန်တော် withdraw ဆိုပြီးတော့ဟောပို့လို့ရတယ်ဟုတ်ပြီနော်ကျွန်တော်တို့ကလက်ခံမယ်ဆိုလို့ရှိရင်ဒီ deposit တွေဝင် deposit တွေဝင်ပြီးွားရင်ကျွန်တော်တို့ကဘာဘာကိုပို့ချင်တာလဲဗောအရင်ဆုံး crypto ရွေးရမယ် USDT ဆို USDT ကိုရွေးလိုက် USDT ရွေးပြီးဒီမှာ network ဆိုတာ choose network ဆို ော့ရှိဟုတ်ပြီနော်အဲ့တော့ तू က TRC 20 Tron ဆို TRC 20ဆို Tron 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 network ကိုရွေးခိုင်းတာဗျဟုတ်ပြီနော်အဲ့တော့ဒီဘောင်းပေါ်လည်းကျွန်တော်တို့ဟိုပို့နေကြ Binance Smart Chain BME Smart Chain B B20 နဲ့လည်းပို့လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ Tron ကို TRC 20နဲ့ပို့မယ်ဆိုလို့ရှိရင်ကျွန်တော် deposit ကအာအနည်းဆုံးကျွန်တော်0.01 USDT arrival time 1 minute ကြာမယ်ပေါ့နော်အဲ့တော့ Tron ကိုတစ်ချက်နှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကဘာထက်လာမလဲ QR code လေးထွက်လာမယ်အဲ့တော့ဒီ network ကဘာလဲဆိုတော့ Tron TRC 20 network ပေါ်ကသုံးပြီးတော့ကျွန်တော်တို့ ဟိုငွေသွင်းမယ်ပေါ့ဗျာဒီ address လေးကိုသူတောင်းတော့ပါအဓိကကသူကဒီ address လေးကိုတောင်းတော့ပါကျွန်တော်တို့သူ့ကိုဒီ QR code ပို့လိုက်လဲရတယ်သူမဟုတ်ကျွန်တော်တို့ဒီ address လေးကိုဒီမှာ copy paste button လေးပို့ copy button လေးကိုနှိပ်နှိပ်ပြီးတော့ကျွန်တော်တို့ပို့လို့ရတယ်ဒီမှာ save and share ဆိုနှိပ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ကလေးတွေမှာတင်ပြီးတော့လေသူပို့လို့ရတယ်ဒါကကြတော့ deposit ကိုယ့်ကိုယ့်ရဲ့ exchange နဲ့ကိုသူကတွင်းတာဟုတ်ပြီနော်နောက်တစ်ခုကကြတော့ withdraw withdraw ဆိုကိုယ့်တွေကနေပြီးတော့တုတ်ပြီးတော့သူများကိုလွှဲတာဟုတ်ပြီနော် withdraw နှိပ်လိုက်မယ်ဟုတ်ပြီနော် withdraw နှိပ်လိုက်ပြီးတော့ဒီမှာ withdraw ပြီးတော့ ဟုတ်ပြီเนาะအဲ့တော့ဘာနှိပ်ရှင်တာလဲ USDT ဆို USDT USDT မှာဆိုလို့ရှင်အဲ့တော့သူ့ရှိရ address ကုနာကျွန်တော်တို့သူ့ရှိရ deposit address ကိုကျွန်တော်ဒီမှာနှိပ်ရအောင်အဲ့မှာကျွန်တော်တို့ကလည်း deposit address ကိုဒီမှာ paste လို့ပေါ့เนาะကုနာကျွန်တော်တို့ copy ကုလာသူ့ရှိရပေါ့เนาะကုနာဟာကျွန်တော်တို့ဟာပေါ့เนาะကုနာဟာသူ့သူ့ရှိရဟာသူ့ရှိရတောင်းမယ်ဆိုလို့ရှင်ကျွန်တော်ဒီမှာ paste လို့ပြီးရင် network ကိုလည်းကျွန်တော်တို့ဘာရေးရမလဲဆိုတော့ TRC20 ကိုရေးတော့သူနဲ့ network 2တဲ့ဟာကိုရေးရအောင်ဟုတ်ပြီเนาะဒီမှာ USDT ဆိုရင် USDT ကျွန်တော်လွှဲပေးလိုက်ပေါ့เนาะ USDT ဘာလောက်လဲဆိုတော့ဘလောက်အနည်းဆုံး minimum 10လို့ပြောတယ်အဲ့တော့လွှဲချင်တဲ့ USC အမောင်းမှာရိုက်ထည့်ပြီးတော့ withdraw ဆိုပြီးတော့ကျွန်တော်နှိပ်လိုက်ရင်ကျွန်တော်ကရပြီဗျဒါကကျတော့ဘာကိုခေါ်လာလဲဆိုတော့ကျွန်တော်သူမေးရမေးခွန်းလေးရကြတော့အဲ့ TRC20 address ဆိုတော့ဘာလဲဆိုတာကကျွန်တော်ဟောပြီးတော့ transition လုပ်တဲ့အခါမှာတုံးတဲ့ network address တွေပါဟောပြီးတော့ तू က TRC20 network ပေါ်ကနေတုံးတယ်ဆိုလို့ရှိရင်ကိုက TRC20 network ကဲ address ကိုအဲ့လိုမျိုးရှာပြီးတော့ကျွန်တော်တို့ပို့ပေးရမှာဖြစ်ပါတယ်โอเคအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် YouTube channel လေးကို subscribe လုပ်ပေးကြပါဦးဗျာ